မကြာသေးခင်ရဲ့တပတ်တွေအတွင်းမှာဂျပန်ရဲ့ဝန်ကြီးချုပ်အထက်ကတရုတ်ပြည်မကြီးကထိုင်ဝမ်ကျွန်းကိုကျူးကျော်လာလို့ရှိရင်သူ့နိုင်ငံကစီးရဲအရဝင်ရောက်ဖြည့်ရှင်ဖို့ဆန္ဒရှိတယ်လို့ပြောဆိုပြီးတဲ့နောက်မှာအရှိအအားမှာတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။တိုကျိုကတော့ NDA ပုံများလာနေတဲ့ဒေသပတ်ဝန်းကျင်မှာသူတို့ရဲ့ရည်တည်ချက်ကိုထောက်ပြုံတတ်တတ်ပါလို့အခိုင်အမာပြောဆိုနေပေမဲ့ဒီပြောဆိုချက်ဟာတရုတ်ပြည်ကိုဒေါသထွက်စေခဲ့ပြီးသူတို့ဟာတတမန်နီးနေရောစီးပွားရေးအရပါလက်တုံးပြောင်းမှုတွေစတင်လှုပ်ဆောင်နေပြီလို့ကြားလာရပါတယ်။ ဒါမဲ့တင်းမာမိုးတွေမြင့်တက်လာနေတဲ့အတွက်တိုက်ခိုက်ခံရရင်ဂျပန်ကထိုင်ဝမ်ကိုကာကွယ်ဖို့တကယ်ပဲပါဝင်ဖို့စံသရှိပါမလားဒါမှမဟုတ်ဒါကတရုတ်ရဲ့စီးရေးဝင်ရောက်မှုကိုပထမဆုံးနိုင်ငံအဖြစ်နဲ့တားဆီးဖို့ရည်ရွယ်တဲ့သင်္ကေတပြယုံလို့ရတဲ့သက်သက်ပဲလားဒီကြောင်ရတွေနဲ့ပတ်သက်ပြီးဒီနေ့ဗီဒီယိုလေးမှာဆွေးနွေးမျှဝေသွားမှာဖြစ်ပါတယ်နိုင်ငံတကာဆက်ဆံရေးမှာတားဆီးခတ်တာရဲ့ theory deterrence theory ဟာရိုးရှင်းတဲ့အယူဆတစ်ခုပေါ်မှာအခြေခံပါတယ် နိုင်ငံနိုင်ငံကတခြားနိုင်ငံတနိုင်ငံကိုမကောက်တဲ့ပြုံမှုတစ်ခုမလောက်ဆောင်အောင်တားဆီးနိုင်ဖို့အတွက်အဲ့ဒီလောက်ဆောင်မှုကိုလောက်ဆောင်ချင်တဲ့နိုင်ငံကိုအဲ့ဒီလောက်ရမှာအကျိုးကျေးဇူးတွေထက်ဆုံးရှုံးမှုတွေနဲ့ကုန်ကျစရိတ်တွေကပိုများတယ်ဆိုတာကိုယုံကြည်အောင်လုပ်ရမှာဖြစ်ပါတယ်ဒါမဲ့ဒီအချက်အလုတ်ဖြစ်ဖို့ဆိုရင်တားဆီးတဲ့နိုင်ငံဟာတားဆီးခံနိုင်ငံကိုလက်မခံနိုင်လောက်တဲ့ဆုံးရှုံးမှုတွေပေးနိုင်ဖို့စွန့်ဆောင်ရည်ရှိုံတမကပဲဒါကိုလှုပ်ဆောင်ဖို့ဆုံးဖြတ်ချက်ခိုင်မာတယ်ဆိုတာကိုလည်းရှင်းရှင်းလင်းလင်းအချက်ပြရမှာဖြစ်ပါတယ် တနည်းအားဖြင့်တားဆီးတဲ့နိုင်ငံရဲ့ချင်းချောင်းမွန်ကယုံကြည်လက်ခံနိုင်စရာ ဖြစ်ရပါမယ်။ဒီအချက်အတွက်ဂျပန်ရဲ့ထိုင်ဝမ်ပေါ်မှာသစ်ခင်ကမက်ချက်တွေဟာတာတကကောက်တစ်ခု ဖြစ်ပါတယ်။တရုတ်ကထိုင်ဝမ်ကျွန်းကိုတိုက်ခိုက်တာဟာဂျပန်ရဲ့ကိုပိုင်လုံခြုံရေးကိုကြီးလေတဲ့ချင်းချောင်းမွန်ဖြစ်စေနိုင်တယ်လို့ကြေညာချင်းအားဖြင့်တိုကျိုကထိုင်ဝမ်ကျွန်းကိုတိုက်ခိုက်ခြင်းရဲ့အကျိုးဆက်တွေဟာခံမှန်းထားတာထက်ပိုမိုကျေပြန့်နိုင်တယ်လို့အချက်ပြလိုက်တာဖြစ်ပါတယ်။ဒါမဲ့ဒီ message ထီအောင်မွန်ကတော့ဂျပန်ကတကယ်တော့လှုပ်ဆောင်ဖို့အသင့်ရှိတယ်ဆိုတာကိုတရုတ်ကယုံကြည်ခြင်းရှိမရှိအပေါ်မှာမူတည်ပါတယ်။ ဒါကြောင့်မဲဆရာရှိတာကတော့ထိုင်ဝမ်ပဋိပက္ခပေါ်ပေါက်လာရင်ဂျပန်မှာဝင်ရောက်ဖြည့်ရှင်းနိုင်တဲ့နည်းလမ်းနဲ့နိုင်ငံဆန္ဒရှိပါရဲ့လားဆိုတာပါမရှိဘူးဆိုရင်ရောဘာကြောင့်ဒီလိုထုတ်ပေါ်ပြောဆိုခဲ့တာလဲဆိုတဲ့အချက်လည်းရှိပါတယ်တရုတ်နဲ့ဂျပန်ဟာအရှိအအားမှာတည်ရှိပါတယ်တရုတ်ကတော့အရှိတရုတ်ပင်လယ်တောင်တရုတ်ပင်လယ်နဲ့ပစိဖိတ်သမုဒ္ဒရာတို့မှာကံယိုတန်းတွေရှိတဲ့ကြီးမားကြီးပြောလာတဲ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ် ဂျပန်ကတော့အာရှတိုင်းမကြီးရဲ့အရှိတ်ဖက်ကန်ယိုတန်ကနေဟိုကိုင်ဒိုမြောက်ဖက်ကျွန်းကနေတောက်ဖက်အိုကီနာဝါအထိရှယ်လျားတဲ့ကျွန်းစုနိုင်ငံတနိုင်ငံဖြစ်ပါတယ်။အရွယ်စားကွာခြားချက်ကတော့ကြီးမားပါတယ်။တရုတ်ကစတူရက်ကီလိုမီတာကိုရသမလေးဆက်ခန်းကျေဝန်းပြီးဂျပန်ကတော့စတူရက်ကီလိုမီတာ3800အောက်သာရှိပါတယ်။လူရေအရဆိုရင်ဂျပန်မှာအသက်အရွယ်ကြီးရင်ပြီးကျွန်းဝင်နေတဲ့လူတွေအပါအဝင်လူရေ125သက်ခန်းရှိပေမဲ့တရုတ်မှာတော့လူရေ1.4ဘီလီယံခန်းရှိပါတယ်။ စီးပွားရေးအရဆိုရင်ဂျပန်ဟာတဦးချင်းဝင်ွယ်ရရတရုတ်ထက်နဆပုံမချမ်းသာနေဆဲဖြစ်ပေမဲ့တရုတ်ရဲ့စူစူပုံစီးပွားရေးဟာဂျပန်ထက်၄ဆကနေ၅ဆအထိပိုများနေတဲ့အတွက်လုံခြုံပမာဏအရတော့ဂျပန်ကပိုသေးနေပါသေးတယ်ထိုင်ဝမ်နဲ့ပတ်သက်လို့ပြောရရင်တော့ဂျပန်ရဲ့အနည်းဆုံးနယ်မြေက130ကီလိုမီတာ80မိုင်သာဝဲပေမဲ့ဂျပန်ကျွန်းမကြီးလေးခုထဲကအနည်းဆုံးဖြစ်တဲ့ကျူရှူကျွန်းကတော့အရှေ့မြောက်ဘက်1300ကီလိုမီတာ100မိုင်ခန့်ဝဲပါတယ် ဆက်ချင်ဖက်အနေနဲ့တရုတ်ပြမကြီးကတော့ထိုင်ဝမ်ရဲ့အနောက်ဘက်140ကီလိုမီတာ90မိုင်ခန့်ရှိပါတယ်။ဒါကြောင့်ဘယ်လိုနည်းနဲ့ကြည့်ကြည့်ထိုင်ဝမ်ရဲ့ပဋိပက္ခဖြစ်လာရင်တရုတ်ကအသာစီးရနေတဲ့အနေအထားမှာရှိနေပါလိမ့်မယ်။ဒါဆိုရင်ဒီအခြေအနေကိုထစ်တွက်ရင်လက်ရှိမက်ချက်တွေရဲ့နောက်ွယ်မှာအတိအကျဘာတွေရှိနေတာလဲ။ဂျပန်နဲ့တရုတ်တို့ဟာကုန်သွယ်ရေးတပ်တမန်ရေးယဉ်ကျေးမှုနဲ့တခါတရံပဋိပက္ခတွေနဲ့အတူရှေလျားတဲ့သမိုင်းကြောင်းရှိခဲ့ပေမဲ့တကယ်အကြောက်ရရတွေကတော့စစ်ကောရာစုနောက်ပိုင်းမှာစတင်ခဲ့တာပါ 1895ခုနှစ်ဂျပန်တရုတ်ပထမစစ်ပွဲမှာဂျပန်ကတရုတ်ကိုအနိုင်ယူခဲ့ပြီးတဲ့နောက်ထိုင်ဝမ်ကိုထိန်းချုပ်ခဲ့ပြီးသူ့ရဲ့ပထမဆုံးပြည်ပကိုလိုနီဖြစ်လာခဲ့ပါတယ်။ဒီကလဟာခြေခံအဆောက်အုံနဲ့ဆဲမူလုံငယ်တွေဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူစီးပွားရေးကိုလင်းမြန်စွာခင်မင်စေခဲ့ပေမဲ့ပြင်းထန်တဲ့ဖိနှိပ်မှုနဲ့အတင်းအကျပ်ပေါက်စီးစေမှုတွေလည်းရှိခဲ့ပါတယ်။ဒါဟာဒုတိယကမ္ဘာစစ်အဆုံးမှာဂျပန်ရှုံးနေတဲ့အထိကြာမြင့်ခဲ့ပြီးအဲ့ဒီအချိန်မှာပြည်တွင်းစစ်အကြီးအကျယ်ဖြစ်နေတဲ့တရုတ်ရဲ့အုတ်ချုံမှုအောက်ကိုထိုင်ဝမ်ပြန်လည်ရောက်ရှိခဲ့ပါတယ် ်ဒါပေမဲ့ပြည်ပခါဟာ1949ခုနှစ်မှာတရုတ်ကွန်မြူနစ်ပါတီအပိသက်အောက်ပွဲခံပြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံကိုထူထောင်တဲ့အခါမှာပြီးဆုံးသွားခဲ့ပြီးချုံနှင်းသွားတဲ့အမျိုးသားရေးဝါဒီအစိုးရဟာထိုင်ဝမ်ကိုဆုတ်ခွာတော့ခဲ့ပါတယ်ထိုင်ဝမ်ကလည်းတရုတ်သမ္မတနိုင်ငံကိုကိုယ်စားပြုတယ်လို့အခိုင်အမာပြောဆိုတဲ့အမျိုးသားရေးဝါဒီအစိုးရဟာဂျပန်ပါဝင်နိုင်ငံတကာအသိုင်းအဝိုင်းအများစုကနေတရုတ်တစ်ခုလုံးရဲ့တရားဝင်အုပ်ချုပ်ရေးအဖွဲ့အဖြစ်ဆက်လက်အသိမဲ့ပြုခြင်းခံခဲ့ရပါတယ်ဒါမဲ့1980ပြည်လုံးနဲ့တည်းအစောပိုင်းမှာအခြေအနေတွေပြောင်းလဲလာခဲ့ပါတယ် 1980တခုနှစ်မှာကုလသမဂ္ဂရဲ့တရုတ်နိုင်ငံကောင်စလင်နေရာကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံကိုပြောင်းလဲပေးဖို့ဆုံးဖြတ်ပြီးတဲ့နောက်မှာတိုချိုကနောက်တနေ့မှာပဲထိုင်ဝမ်ကနေပေကျင်းကိုအသီးမဲ့ပြုမှုကိုလွှဲပြောင်းပေးခဲ့ပါတယ်ဂျပန်ဟာတရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့တက်တမန်ဆက်ဆက်ထူထောင်ခဲ့ပြီးတရုတ်တနိုင်ငံတည်းမူဝါဒအရထိုင်ဝမ်ကိုသူတို့ရဲ့တောက်ဆုံမှုကိုတရားဝင်အသိမဲ့ပြုခဲ့ပေမဲ့တရုတ်ပြည်မကြီးဟာသူ့ရဲ့အရေးပါဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာသည့်တိုင်ထိုင်ဝမ်နဲ့ဂျင်းနီနယ်စီပေါ်ရေးယဉ်ကျေးမှုနဲ့လူမှုဆက်ဆံရေးတွေကိုဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ ဂျပန်ဟာတရုတ်နဲ့ထိုင်ဝမ်ကြားဆက်ဆံရေးကိုအချိန်ကြာမြင့်စွာဟန်ချက်ညင်အောင်ထင်းကြီးဖို့စ조사ခဲ့ပေမဲ့နောက်ပိုင်းစေစုနှစ်တွေအတွင်းမှာအရှေ့အာရှရဲ့မဟာဗျူဟာမြောက်ပတ်ဝန်းကျင်ဟာအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။အထူးသဖြင့်နှစ်တထောင်အလစ်အပီးမှာဖြစ်လာခဲ့တယ်လို့ဆိုနိုင်ပါတယ်။ရုပ်ရည်လျင်မြန်တဲ့စည်ရဲခင်မင်တိုးတက်မှုပင်လင်းပြင်းဆိုင်ရာတောက်ဆုံမှုတွေတိုးလာခြင်းနဲ့ထိုင်ဝမ်ပေါ်ပုံမပြင်းထန်လာတဲ့ပြောဆိုမှုတွေဟာဂျပန်ကိုစိုးရင်တုန်လှုပ်စေခဲ့ပါတယ်။ ထိုင်ဝမ်ဟာဂျပန်တောက်ပိုက်ကျွန်းစုတွေနဲ့အထူးကပင်လယ်ပြင်လမ်းကြောင်းတွေနဲ့နစ်ကက်နေတာကိုထောက်ရှုပြီးတရုတ်ကထိုင်ဝမ်ကိုသာသိမ်းယူလိုက်ရင်ဒေသတွင်အင်အားချိန်ခွင်ရှာကိုပြောင်းလဲစေနိုင်ပြီးဂျပန်နိုင်ငံလုံးကိုချင်းချောင်းနိုင်တယ်လို့အများကစိုးရိမ်နေကြပါတယ်။တကယ်တော့ဂျပန်မော်ဝါဒချမှတ်သူအများအပြားဟာထိုင်ဝမ်ရဲ့ကံကြမ္မာကိုဂျပန်ရဲ့အမျိုးသားလုံခြုံရေးနဲ့တိုက်ရိုက်ဆက်ဆက်နေတယ်လို့မြင်နေကြပါပြီ။ဒီအချက်ဟာပေကျင်းနဲ့တိုကျိုအကြားတင်းမာမှုတွေတိုးလာရတဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။ 2025ခုနှစ်နိုဝင်ဘာလအစောပိုင်းမှာဂျပန်ရဲ့ဝန်ကြီးချုပ်အသစ်ဆနာအေတာကာအီချီကတရုတ်ရဲ့ထိုင်ဝမ်ကိုတိုက်ခိုက်မှုဟာဂျပန်ကိုစေးရဲရတုံ့ပြန်ဖို့တွန်းအားပေးနိုင်တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာဂျပန်ရဲ့လုံခြုံရေးဥပဒေတွေကိုအခြေခံပြီး2025ခုနှစ်မှာပြင်ဆင်ခဲ့တဲ့ဥပဒေတွေအရဂျပန်ဟာသူ့ရဲ့နေမျိုးကိုကာကွယ်ဖို့တာမကပဲဂျပန်ရဲ့ရှင်သန်မှု NDA ရှိနေရင်မာမိတ်တွေသို့မဟုတ်မိတ်ဖက်တွေကိုကာကွယ်ဖို့အတွက်ပါအင်အားသုံးခွင်ရှိလာခဲ့တာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကပေကျင်းပေါ်ဒေါ်သာထွက်စေခဲ့ပါတယ်။ တရုတ်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်စစ်ဖက်တယ်လို့ဆွဆွဲပြီးကျောင်းနိုင်ငံခြားရေးဝန်ကြီးဌာနကဂျပန်သံအမတ်ကိုခေါ်ယူပြီးမက်ချက်တွေအတွက်တရားဝင်ကန့်ကွက်လော်တင်သွင်းခဲ့ပါတယ်။ဒါပြင်ပေကျင်းကလက်တွန်းပြတဲ့အစီအမံတွေကိုပါဆက်တိုက်ကြေညာခဲ့ပါတယ်။အစင်းမြင့်တရမန်အစည်းအဝေးတွေကိုဖျက်သိမ်းခြင်းအပြင်စီပေါ်ရေးပိတ်ဆို့အရေးယူမှုတွေကိုပါအကောက်အထည်ဖော်ခဲ့ပြီးဒါဟာနိုင်ငံအခြားမတည်ငြိမ်မှုခေတ်ရဲ့အစားအဖြစ်လူအများကစိုးရိမ်နေကြပါတယ်။တရားအားလုံးကအရေးကြီးတဲ့မေခွန်းတစ်ချို့ကိုဖြစ်ပေါ်စေပါတယ်။ ်ပထမဆုံးအနေနဲ့တိုက်ခိုက်မှုဖြစ်လာရင်ဂျပန်ကတကယ်ပဲဝင်ရောက်နိုင်ပါမလားဆိုတာပါဂျပန်ရဲ့ကိုကိုကိုကာကွယ်ရေးတပ်ဖွဲ့တွေကစွန့်ဆောင်ရေးရှိပြီးနှိပညာအဆင့်မြင့်မားပါတယ်သူတို့ရဲ့ရေထဲနဲ့လက်ထက်မှာလည်းဒေသတွေအဆင့်မြင့်စွန့်လက်နက်တချို့ပိုင်ဆိုင်ထားပေမဲ့သူတို့ရဲ့စည်ရည်တီချက်ကတော့သမျိုးကြအားဖြင့်ကာကွယ်ရေးအနေထားတာဖြစ်ပါတယ်ဝေဖယ်သုံးသက်သူတွေကဂျပန်မှာထိုင်ဝမ်ရဲ့ကြီးမားတဲ့ပဋိပက္ခတစ်ခုမှာပါဝင်ဖို့လိုအပ်တဲ့အကြီးစားကုန်းရည်နှစ်သွဲစစ်စင်ရဲ့စွန့်ရီချိုးတဲနေတယ်လို့မက်ချယ်ပြုကြပါတယ် ပိုရဲကြည့်တာကတရုတ်ရဲ့စီးရင်အားကတိဒါတာတိုးလာခဲ့ပြီးအခုဆိုရင်ကမ္ဘာအကြီးဆုံးရေဓာတ်ကိုပိုက်ဆိုင်ထားပြီးခြေပြက်တဲ့ဒုံးကြီးစွန့်ရည်တွေလည်းရှိပါတယ်။ဒါပြင်ထိုင်ဝမ်နဲ့နီကယ်မွန်ကတိဒါထင်ရှားတဲ့ထောက်ပံ့ပိုးဆော်ရဲ့အားသာချက်တွေကိုပေးထားပါတယ်။ဒါကြောင့်ဂျပန်ကဝင်ရောက်ဖြည့်ရှင်းမယ်ဆိုရင်ပိုကြီးမှပြီးဒယန်ဇာတာပေါ်ပွားများတဲ့ရန်သူကိုအပြင်းထန်စီရင်အားသုံးပြီးရင်ဆိုင်ရပါလိမ့်မယ်။ဂျပန်ကအရေးယူဆောင်ရွက်မယ်ဆိုရင်အမေရိကန်နဲ့ကြည်ကြည်ပြတ်ပြတ်ညီနိုင်ဆောင်ရွက်ဖို့လိုအပ်မှတည်ချပါရတယ်။ ်ထရန့်အစိုးရအဖွဲ့ကလည်းတကယ်ဝင်ပါမဲလို့ယူဆထားရင်တော့ဒီလိုလုပ်ဖို့အလားအလာရှိပါတယ်ဒါမဲ့ဒီလိုဖြစ်ရင်တော့အန်ဒီရယ်တွေကကြီးမားနေဥမာပါသူတို့ဖြင့်တရုတ်ကအရေးပါတဲ့စီးရဲအင်အားတွေရှိနေုံသာမကပဲအဓိကနျူကလ িয়ার စွန့်ရင်ပိုင်ဆိုင်တဲ့နိုင်ငံလေးဖြစ်နေလို့ပါဒီကဲသက်ချက်တွေကိုထစ်ထွက်ရင် နောက်ထပ်သီးသာထင်ရှားတဲ့မေခွန်းကတော့ဂျပန်ဝန်ကြီးချုပ်ရဲ့မက်ချက်တွေရဲ့နောက်ွယ်မှာအတိအကျဘာတွေရှိနေတာလဲဆိုတာပါတကယ်တော့အဓိကအားဖြင့်အမြင်သွန်းခုရှိနေပါတယ် ပထမအမြင်ကတော့ဂျပန်ဟာဓာတ်ရိုက်တားဆီးပိတ်ပင်မှုအချက်ပြချင်းကိုလောက်ဆောင်နေုံတက်တက်ပဲဖြစ်ပါတယ်။ဝင်ရောက်ဆက်ဖက်နိုင်ခြေကိုမြင့်တင်ခြင်းအပြင်တိုကျော်ကတရုတ်ရဲ့တွက်ချက်မှုတွေကိုရှုတ်ထွက်အောင်စ조사နေပြီးထိုင်ဝမ်ကိုစီးရဲရတိုက်ခိုက်ဖို့စဉ်းစားခြင်းကနေတားမြစ်ဖို့စ조사နေတာဖြစ်ပါတယ်။ ဂျပန်ကသူ့ဘာသာစီးရဲချင်ခွင်ရှာကိုပြက်ပြက်သားသားပြောင်းလဲနိုင်စွမ်းမရှိရင်တော့တိုက်ခိုက်မှုတစ်ခုနဲ့ပတ်သက်တဲ့ပုံမိုကျပြတဲ့စီးပေါ်ရေးနိုင်ငံရေးတပ်တမန်ရေးနဲ့စီးရဲမရေရာမှုတွေကိုထက်ပေါက်ထဲနိုင်ပြီးတရုတ်လောက်ရရဲ့ဖြစ်နိုင်ခြေရှိတဲ့ကုန်ကျစရိတ်တွေကိုတီးသသာတိုးမြင့်ပေးနိုင်ပါတယ်။ဒုတိယအမြင်ကတော့မက်ချက်တွေဟာဂျပန်ပြည်တွင်းကပြည်သူတွေကိုယူရပြီးပြောခဲ့တာဖြစ်ပါတယ်။ဂျပန်လူမျိုးအများအပြားဟာထိုင်ဝမ်ပေါ်ပုံမိုပြင်းထန်တဲ့ရည်တည်ချက်ယူဖို့ကိုဆက်ကျင်နေကြပါတယ်။ အကြောင်းကတော့ဒါဟာဂျပန်ကိုဓာတ်ရိုက်ပစ်မှတ်ဖြစ်စင်နိုင်ပြီးအကြီးအကျယ်ပျက်စီးစင်နိုင်တယ်လို့ဆိုရင်လိုပဲဖြစ်ပါတယ်။ဒါပေမဲ့ဂျပန်ကောင်းဆောင်ဟာနိုင်ငံရဲ့နယ်ပယ်ရဲ့ပို့ပြီးအကြမ်းဖက်လို့တဲ့ဘက်ကနေပြည်တွင်းနိုင်ငံရဲ့ဖိအားကိုတုံ့ပြန်နေတာဖြစ်နိုင်ပါတယ်။တရုတ်ပေါ်ပုံမခိုင်မာတဲ့ရည်တီချက်ယူတာကတချို့သောအသိုင်းဝိုင်းတွေမှာရေပန်းစားပြီးအစိုးရရဲ့ပြည်တွင်းပုံရိပ်ကိုခိုင်မာစေဖို့ရည်ရွယ်တာဖြစ်နိုင်ပါတယ်။တတိယချက်ကတော့နိုင်ငံတကာရှုထောင့်တစ်ခုလည်းရှိပါတယ်။ ဂျပန်ရဲ့ထုတ်ပြန်ချက်တွေဟာတစုံတရာဖြစ်လာခဲ့ရင်ဝါရှင်တန်မှာအကူအညီရမယ်လို့အချက်ပြချင်းအပြင်ထိုင်ဝမ်ပေါ်အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကိုခိုင်မာစေဖို့ရည်ရွယ်တာဖြစ်နိုင်ပါတယ်။အလားတူပဲထရန့်ကမဟာမိတ်တွေဟာကိုယ့်ကိုယ်ကိုကာကွယ်ဖို့လုံလောက်အောင်မလုပ်ဆော်ဘူးလို့မကြာခဏဆိုသလိုပြောဆိုထောက်ပြနေတဲ့အချိန်မျိုးမှာဒီအချက်ဟာအရှိအာရှဒေသတွင်လွန်ချုံရဲ့အတွက်ပိုမိုတာဝန်ယူဖို့ဆန္ဒရှိကြောင်းတိုချိုကအချက်ပြတဲ့နီလန်ဖြစ်နိုင်ပါတယ်။ဒါမဲ့အတိအကျဘလို့အကြောင်းပြချက်ပဲဖြစ်ပါစေဒီလိုအချက်ပြမှုရဲ့ထီအောင်မှုကမေခွန်းထုတ်เสียဖြစ်နေပါတယ် ဒါစီပိတ်ပင်မို့ဟာစည်ရေးစွန့်ရည်ရဲ့နိုင်ငံစွန့်ဖြတ်ချက်နှစ်ခုစလုံးလိုအပ်တဲ့ယုံကြည်လက်ခံနိုင်စရာရှိမှုအပေါ်မှာမူတည်ပါတယ်ဂျပန်မှာလှုပ်ဆော်ဖို့နိုင်ငံရေးဆန္ဒရှိနိုင်ပေမဲ့အဲ့ဒီလိုလှုပ်ဆော်ဖို့စည်ရေးအင်အားတော့ပိုက်ဆိုင်ထားပုံမရပါဘူးထိုင်ဝမ်ကိုတိုက်ခိုက်လာတဲ့အခါဂျပန်ကကြီးလေးတဲ့ချင်းချောင်းမှုမပေးနိုင်ဘူးလို့တရုတ်ကယုံကြည်ရင်ဒါစီပိတ်ပင်မို့ရဲ့အကျိုးသက်ရောက်မှုဟာသီးသသာပြည့်ရင်သွားမှာတင်ချပါတယ်ဒီအမြင်နဲ့အညီတိုချိုကမက်ချက်တွေပေါ်နောက်ကျောက်ပြန်လေးဖို့ကြိုးပမ်းပုံရတဲ့လောက်ရက်တွေဟာအခြေအနေကိုပိုဆိုးစေခဲ့ပါတယ် အာနေမွန်ကိုပြသချင်းအပြင်ပေကျင်းကဂျပန်ရဲ့ထုတ်ပြန်ချက်တွေကိုစီးရတာစီးချင်းဖြစ်မဟုတ်ပဲနိုင်ငံရေးလုံဆောင်မှုအဖြစ်သာမြင်ဒါဟာအထူးသဖြင့်ဂျပန်ရဲ့ထိုင်ဝမ်နဲ့သမိုင်းကြောအရဆက်နွယ်မှုတွေကြောင့်အခြေအနေကို short pass စေမဲ့အစားတိမာမှုတွေကိုပိုတိုးစေပါလိမ့်မယ်တချင်တဲ့မှာပဲဂျပန်ကထိုင်ဝမ်ကိုကာကွယ်ဖို့ပါဝင်နိုင်တယ်ဆိုတော့အကြံပြုချက်ဟာအရှိအချာမှာပုံမပြက်လွယ်တဲ့အင်အားချိန်ခွင်ရှာကိုမိမောက်ထိုးပြနေပါတယ် ဒိုကျော်ကတခြားသူတွေလိုပဲတရုတ်ရဲ့ထွန်းကားလာမှုနဲ့ထိုင်ဝမ်ရေလက်ကြားမှာပဋိပက္ခဖြစ်နိုင်ခြေကိုစိုးရိမ်နေပေမဲ့ဒီကိစ္စကိုလှောက်ဆောင်ဖို့စွန်းအားမစ်တယ်လို့ဖြစ်နေပါတယ်ဂျပန်ကတရုတ်ကိုတားဆီးချင်တာနဲ့လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရင်လှောက်ဆောင်ဖို့သူ့ရဲ့ဂတိကဝတ်ကိုမဟာမိတ်တွေကိုအာမခံချင်တာတည်ချပေမဲ့ဒါဟာဂျပန်ရဲ့တားဆီးပိတ်ပင်မှုကိုယုံကြည်လက်ခံနိုင်စေဖို့လိုအပ်တဲ့စွန်းရည်တွေကိုတည်ဆောက်နိုင်မှသာအရေးပါလာမှာဖြစ်ပါတယ် ဒါမဲ့အဲ့လိုလုပ်ရင်လက်နက်ပြိုင်ဆိုင်မှုကိုဖြစ်ပေါ်စေပြီးအခြေအနေကိုပိုမိုမတည်ငြိမ်စေမှာကိုစိုးရိမ်ရတာလည်းရှိနေပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုကတော့ဒီလောက်ပါ။အဆုံးထိတည်ရှိနားဆင်ပေးခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။